ဒီနေ့မနက်မှာပဲအမေရိကန်ကအီရန်ကိုစတင်ပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာနီးတူအီရန်ကလည်းအမေရိကန်ကိုပြင်းပြင်းထန်ထန်လက်တုံပြန်မဲဆိုပြီးတော့သတိပေးလိုက်ပြီးဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့အီရန်ဟာအမေရိကန်ကိုပြန်လည်စစ်ကြေညာလိုက်ပါပြီ။ဒေတာတွင်းမှာရှိတဲ့အမေရိကန်နိုင်ငံသားအတိုင်းအမေရိကန်စစ်မှုထမ်းတိုင်းဟာအခုတရားဝင်ပြစ်မှတ်ဖြစ်သွားပြီလို့အီရန်ခေါင်းဆောင်ကြီးအလာတိုလာအလီခါမီနီကကြေညာလိုက်ပါတယ်။ ီရန်နဲ့အစ္စရေးတို့ရဲ့ပဋိပက္ခမှာပါဝင်ခြင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်ကိုအီရန်အုပ်ဆောင်ကြီးခါမေနီကအမေရိကန်သားဒီပဋိပက္ခမှာစီးရဲရဝင်ရောက်ခံစားရင်တေချာပေါက်ခံစားရမှာလို့ပြောပါတယ်။ဘရဂန်စစ်တပ်ဟာအစ္စရေးနဲ့တူအီရန်အားစီးရဲရတိုက်ခိုက်မှုတွေစတင်ပြီးလို့သမ္မတခန့်ကညင်ညာပြီးနောက်မှာအီရန်ကလည်းတံပြန်ညင်ညာလိုက်တာဖြစ်ပါတယ်။အီရန်နျူကလ িয়ার နေရာ၃နေရာဖြစ်တဲ့ဘော်ဒိုလာတန့်စ်နဲ့အစ်စဖာဟန်တို့ကိုတိုက်ခတ်ခဲ့တဲ့အရန်အောက်မီနယ်လို့ထွန်းကသူ့ရဲ့လူမှုကွန်ရက်မှာရေးပါတယ် အဲဒီတိုက်ခိုက်မှုတွေပြီးအစ္စရေးစစ်တပ်ကအထူးတက်လက်တဲ့ခြေနေကိုကျင်းပပြီးကျောင်းတွေပိတ်ခြင်းလူစုရုပ်မှုများတားမြစ်ခြင်းနဲ့မရှိမဖြစ်မဟုတ်တဲ့လုပ်ငန်းတွေရပ်ဆိုင်းခြင်းကိုကျင်းပထားပါတယ်။ထရန်ကတော့အလွန်အောင်မြင်ခဲ့တဲ့တိုက်ခိုက်မှုပါလို့ဆိုပေမဲ့အီရန်ကတော့ဒါကိုငြင်းဆိုထားပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုဟာသူတို့ပြောသလောက်မများဘူးလို့ဆိုပါတယ်။အီရန်ပျက်စီးမှုဟာလည်းအမေရိကန်ကထင်ထားတာတော့တဝက်တောင်မှမရှိဘူးလို့ဆိုပါတယ်။ ထဟာအီရန်ရဲ့နျူကလ িয়ার စက်ရုံတုံးမှုကိုဘုံကျဲပြီးအီရန်အနေနဲ့ငြိမ်းချမ်းရေးစကားပြောဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ဒါ့အပြင်အမေရိကန်ကိုပြန်လည်ပြီးတော့လက်တော့မပြောင်းဖို့လိုအပ်တယ်လို့ဆိုပါတယ်။အီရန်ဆိုရကိုမမိအနေနဲ့ဖြုတ်ချဖို့မရည်ရွယ်ဘူးလို့တီဗီကနေပြောပါလိမ့်။အီရန်ကလည်းမျိုးဆက်ဝင်တွေကတန်စင်မီရေနီယန်တွေကဖယ်ရှားထားပြီးသားတွေဆိုပါတယ်။ဒါဟာအခွန်ပဲရှိတဲ့အဆောက်အအုံကြီးလို့ဆိုပါတယ်။ ဘော်ဒိုဆေးကလည်းမြေအောက်အလက်ကြီးထဲမှာစောက်ထားတာမို့လို့အများကြီးမထိခိုက်ဘူးလို့ကြီးညာပါတယ်။အီရန်ဟာရှေ့လေမှာရှိတဲ့ American Six ခန်းတွေဟာစီးရေးပြတ်ဖြစ်ပြီလို့လည်းကြီးညာပါတယ်။အီရန်နဲ့ဆီးရီးယားမှာရှိတဲ့ American Six ခန်းတွေအားလုံးဟာအရေးရှိသွားပြီဖြစ်သွားတယ်။ရီမင်ကဟူတီတပ်ဖွဲ့လက်ဗနွန်က Hezbollah တို့ကလည်းစစ်ပွဲတွေသူတို့ပါဝင်ပြီးဟုကြီးညာလိုက်ပါတယ်။ရိုင်ဂန်လွတ်တော်ကတော့ဒီဘုံကျဲမှုဟာတရားမဝင်ပဲသမရကလွတ်တော်ကိုလာရောက်ပြီးတော့ဖြေရှင်းရမှာဖြစ်ပြီးလိုအပ်လိုက်တော့ထရန့်ကို ဆွဆွဲပြစ်နေမှုထိပါဆက်လုပ်မယ်လို့ဆိုပါတယ်။သမ္မတထရန့်ဟာအီရန်ကိုနှစ်ပတ်ချိန်ပေးထားပြီးဘုံကျဲတာလို့ဆိုပေမဲ့အဲ့ဒီလိုမျိုးဘုံကျဲဖို့ဆိုရင်တော့လွတ်တော်ရဲ့အတီးပြုချက်ယူရမှာဖြစ်ပါတယ်။အခုတော့ထရန့်ကလွတ်တော်ရဲ့အတီးပြုချက်ကိုလည်းမယူဘဲနဲ့သူ့ဘာသာသူအမိန်ပေးလှုံ့ဆော်လိုက်တဲ့အတွက်လွတ်တော်ကလည်းသမ္မတထရန့်နဲ့တင်းမာမှုမြင့်တက်နေပါတယ်။အကြံအမေရိကန်ပြည်တွင်းမှာတိုက်ခိုက်ခံရမှုတွေရှိလာနိုင်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကလုံခြုံရေးအဆင့်ကိုတိုးမြင့်ထားပြီးပြည်သူတွေအနေနဲ့သတိနဲ့နေကြဖို့စော်ဩနေပါတယ်။ ်မေဂန်နိုင်ငံရေးကလည်းရေစမဲရောက်နေပြီးထမ်းရဲအမားကထောက်ခံသူတွေကိုယ်တိုင်ကစစ်ပွဲကိုတမားထမ်းကစန့်ကျင်နေကြရနဲ့ဘာဖြစ်လို့အခုလိုမျိုးဝင်တိုက်တာလဲဆိုပြီးမေးခွန်းတွေထုတ်နေတာဖြစ်ပါတယ်ထမ်းကတော့အခုလိုမျိုးတိုက်ခတ်မှုတွေအီရန်နေနဲ့အမေရိကန်ကိုလက်တုံးမပြောင်းဖို့တတိပေးထားပါတယ်တကယ်လို့သာအီရန်ဟာအမေရိကန်လက်တုံပြန်မယ်ဆိုရင်အခုညမှာတိုက်ခိုက်တာတက်ပိုကြီးမားတဲ့အင်အားနဲ့ထပ်တိုက်တာကိုခံရလိမ့်မယ်လို့တမတ်ထရန့်ကသတိပေးပါတယ် အီရန်ဒီကနျူကလ িয়ার ခြေစဲနေရာတွေကိုအမေရိကန်က B2 ပုံကျက်လိမ်နဲ့ဝင်ရောက်တိုက်ခိုက်ပြီးနောက်ထရန်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးတာပါ။အီဇွေနဲ့အီရန်ပြည်ပကတဲ့အမေရိကန်တိုက်ရိုက်ဝင်လာတဲ့အပေါ်ဘူတာရက်စ်ကတော့ဒါဟန်အနေရကြီးပါတဲ့စစ်ပွဲကိုအရှိန်တိုးမြင့်မှုလို့ပြောပါလေ။အခုပြည်ပကရဲသားတွေထိခိုက်နိုင်စေသလိုဒေသတွင်းနဲ့ကမ္ဘာနိုင်ငံတွေအတွက်စိုးရွားတဲ့အကျိုးဆက်တွေရှိတယ်လို့သတိပေးထားပါလေ။အခုလိုအမေရိကန်ကအီရန်ကိုတိုက်ခိုက်ရတဲ့ပုံမှာကမ္ဘာကောင်ဆောင်တွေကတော့တုံ့ပြန်လာပါတယ်။ဘလို့တုံ့ပြန်လဲဆိုတော့ ဗော်ရိုးပါဝင်အီရန်မှာရှိတဲ့နျူကလ িয়ার နယ်မြေ၃ခုပေါ်အလွန်အောင်မြင်တဲ့တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တယ်လို့အမေရိကန်သမ္မတထရန့်ကပြောပြီးနောက်ထရန့်ရဲ့ရဲရဲတဲ့အဆုံးဖြတ်ချက်ကတမိုင်းကိုပြောင်းလဲစေလိမ့်မယ်လို့တိုက်ခိုက်မှုပြီးနိုင်ပိုင်းကြမှာအစိုးရညွှန်နေတာကြောင့်ဟုတ်ကပြောပါတယ်သမ္မတထရန့်ကကျွန်တော်မကြာခဏပြောဖြစ်ပါတယ်ငင်းကျဲရေးကိုအင်အားကတဆင့်သွားရမယ်လို့ပြောတယ်ပထမအင်အားပြနောက်တော့ငင်းကျဲရေးရ ဒီနေ့ညမှာထရန့်ရဲ့အမေရိကန်ပြည်သူကအင်အားများစွာနဲ့ဆော်ရွက်ခဲ့တယ်လို့ data ညာဟုတ်ကတော့ချီးကျူးပြောပါတယ်။တချိန်တည်းမှာပဲအီရန်ကိုအမေရိကန်ကတိုက်ခိုက်ခြင်းဟာငကိုကားမှမတည်မငြိမ်ဖြစ်နေတဲ့အရှေ့လက်ပိုင်းဒေသမှာအန်ဒီယေပိုကြီးတို့ကလွယ်ပြီးဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပလတ်သမဂ္ဂထရေဒီမှုကအန်တိုနီယိုဂူတာရက်စ်ကတော့ပြောပါလိမ့်။ အီရန်နျူကလ িয়ার နယ်မြေကိုအမေရိကန်ကပုံချင်းချင်းကိုလည်းအပြင်းထန်ရှုတ်ချတယ်ဆိုပါတယ်ဒီလိုရဟာရှေ့လက်ပံပရိပကကိုအနေရပိုဖြစ်စေပါတယ်ကုလသမဂ္ဂဘရိညင်စာနဲ့နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့ရန်လိုမှုဖြစ်ပြီးတော့ထိခိုက်နစ်နာတဲ့အကျိုးဆက်တွေများစေမှာဖြစ်ပြီးလူသားမျိုးနွယ်ကိုအကျက်အတဲတဲကိုဆွဲသွင်းလိုက်တာပဲလို့ကူတာရက်စ်ကပြောပါတယ်ဗင်နီဇွဲလာကတော့အမေရိကန်စစ်တပ်ရဲ့အေရန်ပေါ်ရန်လိုတဲ့လုပ်ရက်ကိုရှုတ်ချကြောင်းနဲ့ရန်လိုမှုကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုကြောင်းပြောပါတယ်။ ဂျူဝါသမရကလည်းအရှိအလဲပိုင်းမှာရှိတဲ့ပြည်မကောက်ကိုအန္တရာယ်ကြီးမားစေတဲ့အမေရိကန်ရဲ့အီရန်နျူကလ িয়ার နယ်မြေကိုပုံကျဲခြင်းကိစ္စအပြင်းထန်ကန့်ကွက်တယ်လို့ဆိုပါတယ်။မက္ဆီကိုကလည်းအရှိအလဲပန်ပြည်ကောက်ကပါဝင်တဲ့ဗတ်သူကြီးကြောင့်ငြိမ်းချမ်းရေးအတွက်တနမန်ရေးဆွေးနွေးမှုကိုပဲအစောတည်းလို့တိုက်တွန်းထားပါတယ်။ဒါမဲ့တခြားဥရောပခေါင်းဆောင်တွေကတော့ပြောဆိုချက်မထွက်လာသေးပါဘူး။ တိုက်ခိုက်မှုရဲ့တက်ရောက်နိုင်ခြင်းအတွက်ကမ္ဘာကောင်းဆောင်တွေကအလေးနဲ့ထားတွက်ဆလာတဲ့အတွက်ကမ္ဘာတော်မှာတုံ့ပြန်မှုတွေဟာတဖြည်းဖြည်းပေါ်ထွက်ခဲ့တာပါတောင်ကိုရီးယားသမ္မတရောကတော့အမေရိကန်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရေးပေါ်စီဝေလို့ဖို့အစီအစဉ်ထားတယ်လို့ရိုက်တာသတင်းကဖော်ပြပါတယ်ပြည်သူ့တမန်တော်အီမန်နျူအယ်မက်ခရွန်ကတော့အီရန်ကမေတော့ခါမှာနျူကလ িয়ার လက်နက်ထုတ်မှာမဟုတ်ဘူးဆိုတာကိုခိုင်မာတဲ့အာမခံချက်ပေးဖို့လိုတယ်လို့ချိန်ဆပြီးပြောပါတယ်။ အီရန်နဲ့ဘက်တော့မှနျူကလ িয়ার နဲ့ရဖို့စ조사မှမဟုတ်ဘူးလို့နျူကလ িয়ার စီစဉ်ရငြိမ်းချမ်းတဲ့ရွေကြွတဲ့ပဲဖြစ်တယ်ဆိုတာအမကန်ကျအပြေဝါပေးဖို့လိုတယ်လို့ပြင်းထန်မှကဆိုပါလေအီရန်သမားမာဆုပဇာရှကီယန်နဲ့ဖုန်းပြောချိန်မှာမက်ခရွန်ကသူ့ရဲ့ပြောထားတဲ့ချက်ကိုထုတ်ဖော်ပြောလာတာပါအီရန်အာဏာပိုင်နဲ့မရီယာဖန်နာတဲ့ပြည်သူနိုင်ငံသားတွေကိုမြန်လွတ်ပေးဖို့လေအီရန်ကိုတောင်းဆိုကြောင်းမက်ခရွန်ကဆိုပါလေအီရန်နျူကလ িয়ার စီစဉ်ပေါ်ဖြစ်တဲ့အနေနဲ့စိုးရိမ်တယ်လို့ငြိမ်းချမ်းစွာအသုံးပြုရေးဆိုတဲ့ပုံအမကန် အပြေဝပေးရဟာအီရန်ပေါ်မှာမူတည်တယ်လို့မက်ခရွန်ကဆိုပါတယ်။လက်ရှိဖြစ်နေတဲ့စစ်ပွဲဆုံးသက်မှုနဲ့ပိုကြီးတဲ့အနေအထားကိုရှောင်ရှားဖို့လမ်းကြောင်းလို့ရှိတယ်ဆိုတော့ယုံကြည်ကြောင်းပြောပါတယ်။သမားမော်ဆက်ပဇာရှိကရတော့ UN ရဲ့ Union တန်းစီလုံငန်းစဉ်ကိုဆွလုံးမှာမဟုတ်ဘူးလို့ပြောဆိုခဲ့ကြအောင် UN ဆိုရတဲ့နေကဖော်ပြပါတယ်။ Iran ကတဲ့ nuclear လက်နက်ကိုလည်းလုံးမှာမဟုတ်သလို Union ကိုလည်းဆွလုံးမှာမဟုတ်ဘူးဆိုတာဟာဘာအဓိပ္ပာယ်တက်ရောက်လဲဆိုပြီးမေးခွန်းနဲ့ထွက်လို့ပါတယ်။ ်အပြန်အလှန်အားဖြင့်အမေရိကန်ဟာအီရန်ကိုဘုံကျဲတိုက်ခိုက်ပြီးနောက်မှာအီရန်ကလည်းအစ္စရေးကိုဒုံးကျည်တွေနဲ့ပြက်လက်ပစ်ခတ်တိုက်ခိုက်တယ်လို့ဆိုပါတယ်။အမေရိကန်နိုင်ငံမှူးကြောင့်မကြာခင်အချိန်တွင်းမှာအီရန်ဘက်ကဒုံးကျည်တွေဝင်လာနိုင်တယ်လို့အစ္စရေးစစ်တပ်ကသတိပေးလိုက်ပြီးမကြာခင်အချိန်မှာပဲအီရန်ကအစ္စရေးကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။အစ္စရေးနိုင်ငံတဝမ်းမှာတော့ဖုန်းတွေကနေတဆင့်သတိပေးချက်တွေဇက်တိုက်ဆိုသလိုဝင်နေပါတယ်။ဒီချင်းချောက်မှုကိုကြားဖြတ်ဟန်တာဖို့ မိမိတို့ရဲ့အိုင်ယွန်ဒုံလေကြောင်းရံကာကွယ်စနစ်တွေအသင့်အနေထားဖြစ်နေပါတယ်လို့အစ္စရေးစစ်တပ်ကကြေညာပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့မိုးကတွေတဘာဝထိမ့်သိမ်းနေမြေဒီမှာသာနေထိုင်ဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်။အမေရိကန်ရဲ့လုံခြုံရေးဝန်ရတခိုင်မှုကိုလည်းအီရန်နိုင်ငံခြားရေးဝန်ကြီးကရှုတ်ချထားပြီးဒီမနက်ကဖြစ်ပျက်ကဒေါသထွက်စရာပါဒီကြိုးစားကိုထာရခန်းစားမှာပါလို့အီရန်ကပြောပါတယ်။ဒါပြင်အီရန်ထိုင်တန်းတပ်မတွေကအမေရိကန်တိုက်ခိုက်မှုဟာထာရကြိုးစားပဲလို့တတိပေးထားပြီးတီဟီယန်ကလက်တော့ပြမှုရွေးချယ်စရာအားလုံးကိုလုံမယ်လို့ဆိုပါတယ်။ ။လလောဆင်မှာတော့ American ယာနဲ့ချီအရှိလေပိုင်းကနေထောက်ခွာနေတယ်လို့ဆိုပါတယ်။အစ္စရေးနဲ့ပြည်ပကတွေအရှိန်မြင့်လာတာကြောင့်ယာနဲ့ချီတဲ့အမေရိကန်နိုင်ငံသားတွေဟာအီရန်ကနေမှာအစ္စရေးဘက်ကရောနောက်ပြီးတော့အရှိန်လက်ပိုင်းဒေသတွေကပါထွက်ခွာနေကြပြီလို့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနဆင်ခန်ဆောင်ကဆိုပါတယ်စစ်ပွဲမှာအမေရိကန်ပါဝင်မဲ့အခြေအနေကိုသမ္မတထရန့်ကချိန်ဆနေလို့သာအီရန်ရှိအမေရိကန်နိုင်ငံသားတွေဟာအသံအနေရရှိနေပြီလို့ဆိုပါတယ် ဒါပြင်အီရန်ရဲ့လက်လန်းမီတဲ့နေရာတိုင်းမှာရှိတဲ့အမေရိကန်နိုင်ငံသားတွေဟာအသံအတည်းရရှိနေပြီလို့ဆိုပါတယ်။အီရန်မှာရှိတဲ့အမေရိကန်နိုင်ငံသားတွေအတွက်တိကျဖို့တော့မသိရပါဘူး။ပြည်ပရောက်အမေရိကန်နိုင်ငံသားတွေကိုမှတ်ပုံတင်ဖို့လည်းမလိုအပ်ပါဘူး။အမေရိကန်ဟာအစ္စရေးရှိတိန်းချီတဲ့အမေရိကန်နိုင်ငံသားတွေကိုတော့နိုင်ငံကနေပြန်ခေါ်ထုတ်ဖို့တိုက်ပွဲဆောင်ရဆိုင်ရာအစီအစဉ်တွေလှုပ်ဆောင်နေသလိုအီရန်ရောက်နိုင်ငံသားတွေအတွက်တော့ဒီအစီအစဉ်ကိုရရှိမှာမဟုတ်ပါဘူး။အီရန်မှာရှိတဲ့အမေရိကန်နိုင်ငံသားတွေအနေနဲ့သူတို့ လူမျိုးရာကိုသာရုန်းကန်ကြဖို့အတွက်ညွှန်ကြားနေတာဖြစ်ပါလိမ့်။အမေရိကန်ဟာအီရန်မှာလည်းတနမန်ဆက်ဆံရေးထားခြင်းမရှိပါဘူး။အီရန်ကထွက်ခွာဖို့ကတော့အမေရိကန်ဆိုရရဲ့ဓာတ်ရိုက်ကူညီကန့်လန့်မှုရှိမှာမဟုတ်ဘူးလို့နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်ကပြောပါလိမ့်။အမေရိကန်နိုင်ငံသားချို့ဟာအီရန်ကထွက်ခွာဖို့အခက်အခဲတွေကြုံနေရတယ်ဆိုပါလေ။အချိန်တည်းမှာပဲအမေရိကန်ဆိုရဟာအစ္စရေးနိုင်ငံသားတွေကိုခေါ်ထုတ်ဖို့စစ်ဘက်ရဲ့ဘက်စစ်လုံးဟာလေရင်တွေနဲ့အပျော်စီးသင်းမွန်တွေရရှိဖို့ဆောင်ရွက်နေကြောင်းအစ္စရေးနိုင်ငံဆိုင်ရာ မရိကန်သံမကြီးက ပြောပါတယ်။အီရန်ကိုအမေရိကန်ကစတင်တိုက်ခိုက်လိုက်ပြီးနောက်ကမ္ဘာလေကြောင်းလိုင်းနေဟာလဲအရှေ့အလယ်ပိုင်းဝင်းဟင်ပိုင်နဲ့တွေအားလုံးကိုရှောင်ရှားပြီးတော့ပြန်တန်းနေရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အများမကြမီချိန်တွေမှာဒုံးနဲ့ပြန်လန်ပြစ်မယ်ဆိုတဲ့သတင်းတွေထွက်နေချိန်မှာရှောင်ရှားပြန်တန်းနေရတာပါ။အီရန်ကနျူကလ িয়ার စကန်တွေကိုအမေရိကန်ကအစတင်တိုက်ခိုက်ပြီးနောက်ကမ္ဘာလေကြောင်းလိုင်းနဲ့ဟာအရှေ့လက်ပိုင်းဒေသအနှံ့ပြားကိုရှောင်ရှားနေရပြီဆိုပါတယ် မကြသိမိကအီဇွေနဲ့အီရန်တို့ဒုံးကြီးတွေပြန်လည်ပစ်ခတ်နေလို့ဒေတာတွေဝေဟင်ပိုင်နဲ့သွာလာဟာအကန့်အသတ်နဲ့ဖြစ်ခဲ့ရပါတယ်။အီရန်နျူကလ িয়ার ဆဲုံတွေကိုအမေရိကန်ဝန်တိုက်ပြီးတော့ဝေဟင်ပိုင်နဲ့ကန့်သက်ချက်အသစ်တွေထပ်ဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ပတ်ကစတင်ပြီးကတည်းကဒေတာတွေမှာလေကြောင်းခီးတွေကန့်သက်ဖြစ်နေခဲ့တာပါလို့ Fly Radar 24ကလူမှုကွန်ရက်မှာရေးသားပါတယ်။လေကြောင်းလိုင်းနေရာအီရန်အီရက်ဆီးရီးယားနဲ့အစ္စရေးတို့ရဲ့ကောင်းကင်ရန်ဝေဟင်ပိုင်နယ်ထံဝင်ရောက်ပြန်တမ်းခြင်းမပြုကြောင်းအဲဒီ website မှာပြသထားပါတယ် ကက်စပီယန်ပင်လယ်မှာတစ်ဆင့်မြောက်ဘက်ဒါမှမဟုတ် Eurogen နဲ့ Sorry Arabia တို့ကိုဖျက်ကျော်ပြန်တမ်းတဲ့တောင်ဘက်လိုမျိုးတခြားလမ်းကြောင်းတွေကိုရွေးချယ်ထားတာကြောင့်လောင်စာစီနဲ့လေယာဉ်မှူးတန်းစိတ်တွေကြီးမားလာခဲ့ပြီးပြန်တမ်းချိန်လည်းပိုချလာခဲ့ပါတယ်။ကမ္ဘာတဝန်းတိုးတက်လာနေတဲ့ပြည်ပကောက်ဇုံတွေတွင်မှာဒုံးကြီးနဲ့ drone ရောင်းတွေရှောင်ရှားသွားလာနေရတာဟာလေကြောင်းလိုင်းတွေပြန်တမ်းပြည့်စုံမှုတွေအင်မတန်အန္တရာယ်များတဲ့လုပ်ရဖြစ်လာပါလေ။နောက်ပြီးတော့ကမ္ဘာလေကြောင်းလိုင်းတွေဟာတကယ်လို့သာအဲ့ဒီဒေတာကနေဖြတ်ပြန်မယ်ဆိုရင်အချိန်မီ ြစ်ချခံရနိုင်ဖို့ရှိပြီးဘသူကမှလည်းဒီဖြစ်ရရဲ့နောက်ဆက်တွဲကိုတာဝန်ယူမှာမဟုတ်ဘူးလို့ခံမှန်းထားတာဖြစ်ပါလေ